ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မတ်လ28ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG စီရေးသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရေးတဲ့အနေဖြင့်အုတ်တွင်းမြို့နယ်လှေဆွဲမြောင်းကျေးရွာမှာတိုက်ပွဲဖြစ်တာမရှိဘဲစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တဲ့အတွက်အိမ်တွေပျက်စီးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ ပဲဘကိုးတိုင်းတောင်ဦးခရိုင်အုတ်တွင်းမြို့နယ်အပိုင်းလေဆွဲမြောင်းကျေးရွာမှာတိုက်ပွဲဖြစ်တာမရှိပဲစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်အိမ်တွေပျက်စီးသွားတယ်လို့တောင်ဦးခရိုင်အမှတ်နှစ်တပ်ရင်းကဒီနေ့မတ်လ28ရက်မနက်ပိုင်းမှာထုတ်ပြန်လာပါတယ် လေဆွဲမြောင်းကျေးရွာမှာတိုက်ပွဲဖြစ်တာမရှိဘဲစစ်ကောင်စီတပ်ကလေကြောင်းကနေမတ်လ26ရက်နေ့လယ်3:45မိနစ်ခန့်အချိန်မှာဘုံတလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်အိမ်တွင်မီးလောင်ပျက်စီးခဲ့တာလို့ရုပ်သံမှတ်တမ်းနဲ့ထုတ်ပြန်လာတာဖြစ်ပါတယ်။လေကြောင်းအန်ရဲ့အကြောင်းသတိပေးထားတဲ့အတွက်ဒေသနေပြည်သူတွေထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ဒါအပြင်မတ်လ23ရက်နေ့တုန်းကလည်း အုတ်တွင်းမြို့နယ်အတွင်းမှာတိုက်ပွဲဖြစ်တာမရှိဘဲပြည်သူလူထုနေထိုင်ရာကျေးရွာတရွာကိုစစ်တပ်ဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်ပြီး drone တွေမီးလောင်ဘုံးတွေနဲ့တိုက်ခိုက်တာကြောင့်အရဲသားတဦးသေဆုံးက9ဦးထပ်မံနေထိခိုက်ဒဏ်ရာရခဲ့တယ်လို့အိမ်ခွနှလုံးမီးလောင်ပျက်စီးခဲ့တယ်လို့အသိပေးထားပါဗျ။ စစ်ကောင်စီဘက်ကပဲခူးတိုင်းတွေကရွာတွေကိုပိတ်မှတ်ထားပြီးရေဝဲကျက်ရှိရှိနဲ့လက်နက်ကြီးနဲ့ပစ်တာဒရုန်းအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်လိုပြုလုပ်နေတာကြောင့်ဒေသနေပြည်သူတွေနေရွှန့်ခွာထွက်ပြေးနေရပြီးစစ်ဘေးရှောင်သူတွေဟာအစားအသောက်နဲ့ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့တောင်ဦးခရိုင်အမှတ်1တပ်ရင်းကထုတ်ပြန်ထားပါတယ်။ နေရဲစွန့်ခွာထွက်ပြေးနေရတဲ့စစ်ပေးရှောင်တွေကိုတော်လိုင်းအင်အားစုတွေဘက်ကတပ်နိုင်သမျှကယ်ဆယ်ပေးနေပေမဲ့လိုအပ်ချက်တွေရှိနေတာကိုနားလည်ပေးဖို့နဲ့စစ်ပေးရှောင်တွေရဲ့စားဝတ်နေရေးလိုအပ်ချက်တွေကိုတပ်နိုင်တဲ့ဘက်ကကူညီပေးကြဖို့မိဘပြည်သူတွေကိုတောင်ဦးခရိုင်အမှတ်နှစ်တရင်ကမြစ်တာရက်ခံထားပါတယ်ခင်ဗျာဒုတိယသတင်းနေဖြင့်နက်တလင်းမြို့နယ်လေမာအင်းဖုန်ကြီးကျောင်းနဲ့ဗန်ပွေကုန်းထေးကျော်စီဆိုင်မှာတက်ဆွဲနေတဲ့စစ်အုပ်စုကိုတိုက်ခိုက်မှုမှာနှစ်ဦးသေပြီးသုံးဦးဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ် ပဲခူးတိုင်းနယ်တလင်းမြို့နယ်အရှိဘက်လေမာအင်းဖုန်ကြီးကျောင်းနဲ့ဘန်းဘွေကုန်းထေးကျော်စီဆိုင်မှာတက်ဆွဲနေတဲ့စစ်အုပ်စုကိုတိုက်ခိုက်ခဲ့ရမှာစစ်အုပ်စုဘက်က2ဦးသေပြီး3ဦးဒဏ်ရာရသွားတယ်လို့တရားဝရီခရိုင်အမှတ်1တပ်ရင်း3801ကဒီနေ့မတ်လ28မှာထုတ်ပြန်ပါတယ်။ နတလင်းမြို့နယ်အရှိဘက်လယ်မာအင်းဖုန်ကြီးကျောင်းနဲ့ဗန်းပွေကုန်းထေးကျော်စီဆိုင်မှာအင်အား90ခန့်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောထီးတွေကိုတာယာဝီရီခရိုင်အမှတ်1တပ်ရင်း P23801 တပ်ခွဲ2 Phoenix DF နဲ့တပ်ခွဲ6 AR ညီနောင်စစ်ကြောင်းတို့ကမတ်လ24ရက်နေ့ည9:40မိနစ်ခန့်အချိန်မှာလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာကနိုင်ယူဝက်ခန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုမှာစေအုပ်စုဘက်က2ဦးသေပြီး3ဦးပြင်းထန်ဒဏ်ရာရသွားခဲ့ရာတေဆုံးသူတွေနဲ့ဒဏ်ရာ န်ရစစ်သားတွေကိုလူနာတင်ရင်နဲ့ပြည်စေးရုံကိုတည်သွားတယ်လို့အတိပေးထားပါဗျ။တိုက်ပွဲဖြစ်ပြီးချိန်မှာလေမာအင်းရွာဖုန်ကြီးကျောင်းနဲ့ဘန်းဘွေကုန်းရွာထေးကျော်စီဆိုင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီနဲ့ပြူစောထီးတွေပြင်ပုံရွာဘက်ကိုညာတွင်ချင်းဆုတ်ခွာသွားတယ်လို့သိရပါဗျ။စေအုပ်စုဆုတ်ခွာသွားပြီးနောက်မတ်လ25ရက်နေ့မှာတာယာရီခရိုင်တပ်ရင်3801တက်ခွဲနှစ် Phoenix DF နဲ့တက်ခွဲ6 AR ညီနောင်စစ်ကြောင်းတို့ဟာလေမာအင်းရွာကိုဝင်ရောက်ပြီးနယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့လည်းထပ်သိရပါဗျ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့စစ်သားရဲပြူစောတိနဲ့စစ်တပ်ထောက်တိုင်တွေကိုအခါခွင်းသိရင်သိတယ်လို့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်မိဘပြည်သူတွေထိခိုက်မှုမရှိရလေအောင်စစ်အုပ်စုရှိတဲ့အနီးတစ်ဝိုက်သွာလာလှုပ်ရှားတာတွေမလုပ်ကြဖို့တာယာဝတီခရိုင်တပ်ရင်း3801ကတိုက်တွန်းနှိုးဆော်ထားပါတယ်။ အမတ်တအထူးတက်ရင် SR1 ဟာမြို့သားညညရဲ့အစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကတပ်ဖွဲ့ဖြစ်ပြီးသခိုင်းတိုင်းအထက်ပိုင်းမှာစခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေဆင်နေရမှာပါဝင်ခဲ့တဲ့တပ်ဖွဲ့ဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးပောက်ခေါင်းအုပ်တွင်းလမ်းမိုက်မှာစစ်ကားနှစ်စီးကိုတိုက်ခိုက်ခဲ့ရာတစ်စီးခြောက်တဲ့ကြာသွားပြီးစစ်သား၁၁ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ် ပဲခူးတိုင်းကပေါက်ခေါင်းအုပ်တွင်းလမ်းပိုင်းမှာစစ်ကားနှစ်စီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာတစည်းကြောက်သေးပြုတ်ကျသွားပြီးစစ်သား၁၁ဦးသေဆုံးသွားတယ်လို့ပြီးခရိုင်3600နှစ်တပ်ရင်းကဒီနေ့မတ်လ28ရက်မှာထုတ်ပြန်ပါတယ်ဘော်ဒါရွာဘက်ကနေပေါက်ခေါင်းဘက်ဆင်းလာပြီးစစ်သားတွေလိုက်ပါလာတဲ့ကားနှစီးကိုဘော်ဒါကြီးရွာနဲ့ပေါ်လန်ကြီးကြီးရွာကြားမှာမတ်လ25ရက်ည7:00ခွဲခန့်အချိန် ပြည်ခရိုင်3602တက်ခွဲ3ကမိုင်းဆွဲပြီးလက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုမှာစစ်ကားတစ်စီးကြောက်ထဲပြုတ်ကျသွားခဲ့ပြီးစစ်သား12ဦးသေဆုံးက12ဦးဒဏ်ရာရသွားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်မတ်လ2ရက်နေ့ကလည်းပောက်ခေါင်းအုပ်တွင်းအမြန်လမ်းပိုင်းအနီး တောင်လေတာဝါတိုင်းအထိုင်စခန်းကနေထွက်လာတဲ့အင်အား60ပါစစ်ကောင်စီစစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်းလည်းအသိပေးထားပါဗျာ။ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်က6ဦးသေဆုံးပြီးပြည်ခရိုင်3600နှစ်တပ်ရင်းကရဲဘော်တအူးကြဆုံးခဲ့ရတယ်လို့သိရပါဗျာ။လက်ရှိအချိန်ဟာတနိုင်ငံလုံးစစ်ရေးအရှိန်မြင့်နေတဲ့အချိန်ဖြစ်တာကြောင့်ပြည်သူလူထုအနေနဲ့တိုက်ပွဲသတင်းလေကြောင်းရန်ကာကွယ်ရေးအပါအဝင်စစ်ပေးရှောင်ရမှာလှုပ်ဆောင်ရမယ့်စောင်းရန်ရှောင်းရန်အချက်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ပြည်ခရိုင်3600နှစ်တပ်ရင်းကတိုက်တွန်းထားပါတယ်ခင်ဗျာဆက်လက်ပြီးဒီပဲရင်မျိုးပေါ်ကစစ်စခန်းနှစ်ခုကိုတော်လန်ရင်နေ့မှာရှော့တိုက်တုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းဒီပဲရင်မျိုးပေါ်ကစစ်စခန်းနှစ်ခုကိုတော်လန်ရင်နေ့မှာရှော့တိုက်တုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force FRF တပ်ဖွဲ့ကပြောပါတယ်။ နှစ်80ပြည့်တော်လရင်နေ့ဖြစ်တဲ့မနေ့မတ်လ28ရက်ည9နာရီကျော်အချိန်မှာဒီပဲရင်မျိုးကကုန်းတာဦးနဲ့ထက်တန်းချောင်းအတွင်တက်ဆွဲနေတဲ့စစ်သားရဲနဲ့ပြူစောထီးတွေကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတရားခွန်မမရှော့တိုက်တုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးပြစ်မှတ်ကိုထိမှန်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ ပစ်မှတ်တွေထိရောက်စွာပစ်ခတ်နိုင်ခဲ့ပေမဲ့ညအချိန်ဖြစ်တာကြောင့်ထိခိုက်သေးဆုံးမှုနဲ့ပျက်စီးမှုအခြေအနေကိုအသေးစိတ်မသိရသေးဘဲစုံစမ်းနေစေလို့ FRF တပ်ဖွဲ့ကအသိပေးပါတယ်။တော်လိုင်းတက်တွေပစ်ခတ်ပြီးချိန်မှာစေအုပ်စုဘက်ကလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တာရှိပေမဲ့တွားရောက်ပစ်ခတ်ခဲ့တဲ့တော်လိုင်းရဲဘော်တွေဘေးကင်းတယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုကို Freedom Revolution Force FRF နဲ့ဒီပရင်မြို့နယ်ပကဖားတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီး တော်လန်ရေးဆင်နွှဲတဲ့အခါပြည်သူလူထုကို အမိအဖလိုဆက်ဆံရမယ်လို့အမှတ်တအထူးတက်ရင်ပြောဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်သူတော်လန်ရေးကိုဆင်နွှဲကြတဲ့အခါပြည်သူလူထုဟာအရေးကြီးဆုံးဖြစ်တဲ့အတွက်ပြည်သူလူထုကို အမိအဖလိုချစ်ခင်ရမှာဖြစ်ပြီးပြည်သူနဲ့တက်တသားတည်းရှိနေမယ်လို့အမှတ်တအထူးတက်ရင် SR1 ကပြောပါရတယ်။ ပြည်သူလူထုကိုဝန်ဆောင်မှုပေးတာဟာပြည်သူတော်လှန်ရေးကိုပေါ်ဆောင်တာဖြစ်တယ်လို့ပြည်သူလူထုကိုကာကွယ်ခြင်းပြည်သူအသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ခြင်းဟာလည်းပြည်သူကာကွယ်ရေးတပ်မတော်ရဲ့အလုပ်ဖြစ်တယ်လို့ဆိုပါတယ်။ SR1 တပ်ဖွဲ့ဟာပြည်သူအကျိုးပြုလုပ်ငန်းတွေကိုလုပ်ကိုင်နေတယ်လို့ပြည်သူလူထုနဲ့တသားတည်းရှိဖို့တပ်ရင်းမှာပြည်သူဆက်ဆံရေးအဖွဲ့ကို2022ခုနှစ်ကတည်းကစတင်ဖွဲ့စည်းခဲ့တယ်လို့မတ်လ25ရက်နေ့မှာအတည်ပြုထုတ်ပြန်ထားပါတယ်။ဤထုတ်ပြန်ချက်မှာပြည်သူလူထုနဲ့ဝေးကွာတဲ့တော်လှန်ရေးဟူ၍မရှိပါဘူး။ ပြည်သူလူထုမပါဝင်သောတော်လှန်ရေးဟာမအောင်မြင်နိုင်ပါပြည်သူလူထုရဲ့အကျိုးစီးပွားကိုရှေးရှုရင်ပြည်သူတော်လှန်ရေးရဲဘော်စစ်စစ်များဖြစ်လာစေဖို့ရဲဘော်တိုင်းကိုလည်းစက်မှတ်ဆောင်ရွက်တင် जा ပေးလျက်ရှိပါတယ်လို့ဖော်ပြထားပါတယ်ပြည်သူလူထုအနေနဲ့တော်လှန်ရေးအဖွဲ့တွေနဲ့အတူအားတင်းရည်တည်ကြမယ်ဆိုရင်စစ်အာဏာရှင်တွေကြရှုံးပြီး Federal Democracy နိုင်ငံတော်တည်စီကိုအတူတူရှောက်လန်းနိုင်ကြလိမ့်မယ်ဆိုတာယုံကြည်တယ်လို့လည်းအမတ်တအထူးတက်ရင် SR1 ကအတိပေးထားပါတယ်ခင်ဗျာ ယခုနောက်ဆုံးစစ်ရေးသတင်းအနေဖြင့်ရွှေဘုံနဲ့မုံရွာမြို့မှာစစ်မှုထမ်းတပ်သားတစ်2ဦးနဲ့ပြူစောထီတဦးအလင်းဝင်လာတဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းကရွှေဘုံနဲ့မုံရွာမြို့နယ်တို့မှာစစ်မှုထမ်းတပ်သားတစ်2ဦးနဲ့ပြူစောထီတဦးအလင်းဝင်လာတယ်လို့ဒေသဆိုင်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ရွှေဘုံမြို့နယ်မှာပြူစောထီတဦးဟာတနက်တက်လက်ယူဆောင်လာပြီးအလင်းဝင်လာတယ်လို့တောင်သူဦးကြီးများအဖွဲ့ PDF ကဆိုပါတယ်။ ရွှေဘုံမြို့နယ်ဇီးပြုံကုန်းပြူစောထီးကျေးရွာကပြူစောထီးတူဟာကာပိုက်တနက်တလက်ယူဆောင်လာပြီးမတ်လ29ရက်နေ့မှာအလင်းဝင်လာခဲ့တာလို့သိရပါဗျ။အလင်းဝင်လာတဲ့ပြူစောထီးကိုတောင်သူဦးကြီးများအဖွဲ့ PDF ကຫນွေထွေးစွာကြိုးဆိုခဲ့ပြီးလူအခွင့်ရေးနဲ့အညီကောင်းမွန်စွာနေထိုင်ခွင့်ပြုထားတယ်လို့လည်းအသိပေးထားပါဗျ။မုံရွာမြို့နယ်မှာတော့တမ66လက်အောက်ခံခမရ၄ကစစ်မှုထမ်းတပ်သားတဲ့2ဦးဟာလက်နက်မပါဘဲအလင်းဝင်လာတာလို့မုံရွာခရိုင်အမှတ်1တပ်ရင်းကပြောပါဗျ။ အကြံဖတ်စစ်ကောင်စီရဲ့တမ66လက်အောက်ခံခမရ၄ကစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာဖေဖော်ဝါရီ5ရက်နေ့ကတည်းကမုံရွာခရိုင်အမှတ်1တပ်ရင်းထံလက်နက်မဲ့အလင်းဝင်ရောက်လာခဲ့တာလို့ဆိုပါတယ်။သူတို့ဟာစစ်ကောင်စီတပ်တွေရဲ့ပေါ်တာဆွဲဖမ်းဆီးတာကိုခံရပြီးစစ်တပ်ထဲကိုရောက်လာတာလို့သိရပါတယ်ခင်ဗျာ။